ငါခုံတုံးသုံးလုံးပေါင်းကြီးဒီငါငါခုံတုံးသုံးလုံးပေါင်းကြီးဒီငါငါပါပါကျွန်တော်တို့တုံညလို့ချက်တယ်နော်ငါပါပါတုံညလို့ချက်တယ်နော်ငါခုံတုံးသုံးလုံးပေါင်းကြီးဒီငါခုံတုံးသုံးလုံးပေါင်းကြီးဒီကငါပါပါတုံညငါငါသုံးလုံးပေါင်းကြီးဒီတုံညလို့ချက်တယ်နော်တုံညလို့ချက်တယ်ဒီမှာကျွန်တော်တို့2 3 9သုံးလုံးပေါင်းကြီးဒီ၄နော်ဒီ၃ကို၃လုံးပေါင်းကြီးဒီ၄ပါပါကိုကျွန်တော်တို့၃တုံညာဆော၃လုံးပေါင်းကြီးဒီ၉လို့ထည့်တယ်။ဒီမှာကျွန်တော်တို့၁တုံညာလေး၃လုံးပေါင်းကြီးဒီ ငါပါပါဘူးကျွန်တော်တို့1 2 6တော်တော်မောင်ကြီးဒီတုံညာလို့ထည့်တယ်။ဟုတ်။1 2 6တော်တော်မောင်ကြီးဒီတုံညာလို့ထည့်တယ်။ဒီမှာကျွန်တော်တို့66ဒီတုံမောင်ကြီးဒီ6ချောက်ပါပါဦးကျွန်တော်တို့တော်လုံးပေါင်းကြီးဒီကျွန်တော်တို့အနည်းလေးတော်လုံးပေါင်းကြီးဒီတက်လို့ထည့်တယ်ချက်ပါပါတက်ပေါ့နော်သူကဒီမှာကကျွန်တော်တို့အခုကျွန်တော်ဒါနမူနာပေါ့နော်ကျွန်တော်ဒုံညာနောက်ဘေးကိုထည့်လိုက်တယ်ဒုံညာနောက်ဘေးကိုထည့်လို့ရှိရင်68ဒုံညာတော်လုံးပေါင်းကြီးဒီလေးပါပါဦးကျွန်တော်တို့တော်လုံးပေါင်းကြီးဒီကိုဆိုပြီးကျွန်တော်တို့တက်လေတိုင်းပေါ့နော် ဆိုလိုချင်တဲ့အဓိပ္ပာယ်ကနောက်တွဲညီကူပေါ့အကြီးရှိရအတိအနောက်ကပေါ့နော်အဲ့လိုပုံစံတွေအကြီးရရှိကအတိအနောက်ကနော်အကြီးရရှိရတာအတိအနောက်ကအဲ့ဒီမှာကျွန်တော်တို့သုံးလုံးပေါင်းကြီးဒီကိုကိုတင်သုံးလုံးပေါင်းကြီးဒီကိုကိုပါပါအောင်ဆောက်ရှိတယ်မှာသုံးလုံးပေါင်းကြီးဒီလေးဆိုပြီးတော့ဒီချိန်နဲ့ချိန်သုံးချိန်လေးချိန်၅ချိန်ပေါ့နော်ဒီလို၅ချိန်နဲ့သွားတဲ့ခါမှာနော်သူကကျွန်တော်တို့အခွက်တရားမှုပေါ့အခွက်တရားမှုဘာရလို့တော့မပါခဲ့သေးဘူးအခွက်တရားမှုဘာရလို့တော့မပါခဲ့သေးဘူးနော် ခုတရားဘာလို့လဲမပါသေးတဲ့ခါမှာသူ့ထံမှာကျွန်တော်တို့နှလုံးပေါင်းကြီးဒီခွန်လို့ရှိတယ်နော်သူ့ထံမှာဒီနှလုံးပေါင်းကြီးဒီခွန်လို့ရှိတယ်အဲ့ဒီခွန်ကိုကျွန်တော်တို့ဘရိတ်ခွန်နဲ့တွားတဲ့ခါကျတော့ကိုသုံးကဘရိတ်ခွန်နဲ့တွားတဲ့ခါကျတော့ဒီခွန်ကိုဘရိတ်ခွန်နဲ့တွားတဲ့ခါကျတော့ကျွန်တော်တို့လေးလို့ဖြစ်တယ်နော်ခွန်ငါးမှာကျွန်တော်တို့နှလုံးပေါင်းကြီးခွန်ခွန်ကိုကျွန်တော်တို့ကိုးတုံးငါးမှာဗရိခွန်နဲ့ပေါင်းလို့ရှိရင်၄လို့ဖြစ်တယ်နော်ဒီမှာကျွန်တော်တို့၅ကို၄မှာ နံနံပေါင်းကြီးဒီ3 3ကိုကျွန်တော်တို့ဗတိတက်နဲ့ပေါင်းတဲ့အခါကျတော့၄လို့ဖြစ်တယ်သူကတော့ကျွန်တော်တို့၄မှတ်တက်နဲ့တွားရပေါ့နော်ဒီမှာကျွန်တော်တို့ခွန်ရှင်းနဲ့မှနံနံပေါင်းကြီးဒီ3ညာ3ညာကိုကျွန်တော်တို့၄၄6မှာဗတိလေးနဲ့တွားလို့ရှိရင်၄လို့ဖြစ်တယ်နော်ဒီမှာကျွန်တော်6 3ညာ6မှာနံနံပေါင်းကြီးဒီ6 6ကိုကျွန်တော်တို့ဗတိရှင်းနဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၄လို့ဖြစ်တယ်နော်ဗတိရှင်းနဲ့ပေါင်းလို့ရှိရင်၄လို့ဖြစ်တယ်ဒီမှာကျွန်တော်တို့နံနံပေါင်းကြီးဒီ3ညာ3ညာကိုကျွန်တော်တို့ဗတိလေးထဲမှာလေ့ရှင်းလို့ဆိုရင် ုံးထိတယ်နောက်ဆုံးပေါင်းရင်ညကိုနဲ့နော်ဘလုံးထိနဲ့ဆိုလိုချင်တဲ့ဒီပြနောင်လုံးပေါင်းညရကူနဲ့ဒါမှမဟုတ်ရင်နောင်လုံးပေါင်းညရကူနဲ့ပရိလေးစကွက်မှုနော်သုံးထိနဲ့ပရိလေးနဲ့မဟုတ်ဘူးနောင်လုံးပေါင်းညရကူနဲ့ပရိလေးအဲ့လိုပြောမှာနော်ဒီ30ကိုဒီလေးနဲ့ပေါင်းလို့ရှိရင်လေးလို့ဖြစ်ပေါ်တယ်ပရိလေးပေါ့နောင်ညရကူနဲ့ အဲ့ဒီဗရီလေးလို့ညောင်ညေကိုနည်းဖြစ်သွားတဲ့ခါမှာအဲ့ဒီမှာကျွန်တော်ကသူ့ကိုကျွန်တော်ကအလုံးလေးတလုံးထည့်ကြည့်ရပါတော့နော်။ဒါမှဆက်ကဒီငါးကက် site တွေကအထောက်တွေတော့ဒါကြီးမပါဘူး။နော်အထောက်တွေတော့သူတို့အထောက်မပါဘူးသူတို့ကတော်တော်ကြီးအတက်တက်ပဲနော်။ကျွန်တော်တို့ဒီ support တက်တက်ပေါ့နော်။ပြည့်တက်တက်သူကအောင်ရင်လေအထည့်ပဲသူကလည်းအဲ့လိုပုံစံဒါပေမဲ့သူစက်ကွေးမှုပေးတာများတယ်။ဒီလို site တွေကစက်ကွေးမှုပေးတာကများတယ်။အဲ့လိုနန်းလား ။ငါလာကျွန်တော်ယူတော့ပြဘူးတို့ချုပ်နိုင်တဲ့ခါပေါ့နော်။အဲ့ဒီချုပ်နိုင်လို့ကျွန်တော်မပြောမပြောတယ်ဘူးပေါ့နော်။အဲ့သူ့အောင်မှာဒီမှာကြံနေခဲ့တဲ့နှစ်6တိမှာကြံနေခဲ့တဲ့ဂျားထဲမှာနှစ်6တိမှာကျွန်တော်ကောင်းပေါင်းကြီးဒီတုံးလို့ထည့်တယ်။အဲ့ကောင်းပေါင်းကြီးမှာတုံးလို့ကျွန်တော်ဘရိတ်ဒီကိုထိတ်စီစီနဲ့ကျွန်တော်နှစ်လို့ထည့်တယ်။အဲ့ကျတော့ကျွန်တော်နှလုံးပေါင်းရင်းတုံးကိုနှစ်ထိတ်နဲ့ကိုထိတ်နဲ့ပေါင်းလို့ဒီနှစ်လို့ထည့်တယ်။အဲ့ကြမှာကျွန်တော်ဒါကိုထိတ်နဲ့ဘရိတ်ခွန်နဲ့ဒါသူနောက်လေတိုင်းနဲ့နောက်ဘက်ကတော့သူထည့်ပေါ့နော်။ဒီမှာကျွန်တော်တို့9နဲ့3နဲ့ပေါင်းလို့ရှိရင်10လို့ထည့်တယ်။ ရှိကိုကျွန်တော်တို့6နဲ့ပေါင်းလို့ရှိရင်6ထိနဲ့ပေါင်းလို့ရှိရင်6လို့ထည့်တယ်ဒီသုံးလုံးပေါင်းကြီးနှစ်ကိုဒီသုံးလုံးပေါင်းကြီးဒီ6လို့ထည့်တယ်နော်သုံးလုံးပေါင်းကြီးဒီ6လို့ထည့်တယ်ဒီမှာကျွန်တော်တို့6နဲ့8နဲ့ပေါင်းလို့ရှိရင်2လို့ထည့်တယ်နှစ်ကိုကျွန်တော်တို့6လေးစီနဲ့ပေါင်းလို့ရှိရင်6လို့ထည့်တယ်ဒါ2 4 6နော်2 4 6ဒီမှာကျွန်တော်တို့6 6နဲ့မှာကျွန်တော်တို့ကွာပေါင်းကြီး8လို့ဖြစ်တယ်ရှိကိုကျွန်တော်တို့3ထိနဲ့ပေါင်းလို့ရှိရင်8လို့ဖြစ်တယ်အဲ့ကျတော့သုံးလုံးပေါင်းကြီးဒီ2သုံးလုံးပေါင်းကြီးဒီ6သုံးလုံးပေါင်းကြီးဒီ6သုံးလုံးပေါင်းကြီးဒီ8 မကကျွန်တော်တို့ကိုးခုံရှိမှကျွန်တော်တို့ကွားခုံလို့ရှိတယ်ကွားခုံကိုကျွန်တော်တို့အုံညာဖြစ်ဖို့ကတူတော့တုတ်တိစီကိုထည့်မယ်နော်2468တုတ်ရနော်သုံးလုံးပေါင်းကြီးဒီ၄သုံးလုံးပေါင်းကြီးဒီ၄သုံးလုံးပေါင်းကြီးဒီ6သုံးလုံးပေါင်းကြီးဒီ8သုံးလုံးပေါင်းကြီးဒီတုတ်ညာဆိုရင်သုံးထိနဲ့နောက်တွဲညီကိုနဲ့ပရိလေးနဲ့အဲ့လိုသုံးတစ်စီစုလို့ကနန်းတကွက်တကွက်ချက်ဖြစ်သွားတော့ဒါကိုလှုပ်ယူလာတာပေါ့လေကိုလှုပ်ထားတယ်ဆိုတော့ကဖိုင်းကြီးတော့လှုပ်ယူလာပေါ့ငါးကက်ကြီးမှလှုပ်ရတဲ့ခါမှလွယ်တော့မလွယ်ဘူး ငါးခက်ကိုဒီလိုစီနီယာအကျော့နဲ့နော်စုံငါးခါနဲ့လေးလေးလုံးနဲ့တွားတစ်ခါမှလွယ်ဘူးနော်အဲ့ဒါပုံစံနဲ့ဒါကျွန်တော်ဒီဒီ site ကြီးကဒီနည်းနည်းသူ့ထဲထဲမှာနည်းနည်းလိုကောင်းတာလေးပါခဲ့ရင်တော့ကျွန်တော်ဒီ site ပြန်ကြည့်လိုက်ပါတော့နော်ဒီအခါတိုင်းကအနည်းကတည်းကဒါပြတဲ့ခါကျတော့နော်ဒီဘက်မှာအဲ့လိုဖြစ်နေတယ်ဒီဘက်မှာအဲ့လိုဖြစ်နေတဲ့ခါကျတော့ခုနကတော့ကျွန်တော်ကဒီငါးခက်နဲ့ပေါ့နော်ဒီ၉၃၅မှာစပြီးပေါ့နော်ဒီ၄၅လုံးနဲ့တတိယဒီချိန်နဲ့ချိန်၃ချိန်၄ချိန်၅ချိန်ဆိုပြီးတော့နော်အဲ့မှာစပြီးတော့ အပ်ပုံစံနဲ့ပြီးခဲ့တဲ့ဘက်ကကျွန်တော်ဆိုလိုချင်တဲ့အဓိပ္ပာယ်ကဒီကိုးနဲ့လုံညာနဲ့ပေါင်းလို့ရှိရင်ကိုးလို့ဖြစ်တယ်နော်ဒီခွန်နဲ့တင်းနဲ့ပေါင်းလို့ရှိရင်ကျွန်တော်ရှစ်လို့ဖြစ်တယ်ကိုးရှစ်ဒီရှစ်နဲ့ကိုးနဲ့ပေါင်းလို့ရှိရင်ခွန်လို့ဖြစ်တယ်ကိုးရှစ်ခွန်ဒီ6နဲ့လုံညာနဲ့ပေါင်းလို့ရှိရင်6ကိုးရှစ်ခွန်6ဒါဒီ6နဲ့9နဲ့ပေါင်းလို့ရှိရင်5ဆိုပြီးတော့9ရှိခွန်ချ5ဆိုပြီးတော့ဒီတော်တော်များများကကိုထိတ်ကိုတင်ချတယ်။နော်ကိုပဲမင်္ဂလာညချမ်းမှာတော်တော်များများကကိုထိတ်ကိုတင်ချတယ်။ဒါပေမဲ့တူတူငါငါပေါ့ ီနှလုံးပေါင်းကြီးဒီခိုးဒီနှလုံးပေါင်းကြီးဒီရှိဒီနှလုံးပေါင်းကြီးဒီခုံဒီနှလုံးပေါင်းကြီးဒီ6ဒီနှလုံးပေါင်းကြီးဒီ9ဆိုတာကကိုရှိခွန်ကြောင့်9ဆိုတာကဘယ်လိုဆုံးကြီးနေဒီဘက်ကအဖို့ကြီးကသူဘလောက်ပဲကောင်းကောင်းနော်သူဘလောက်ပဲကောင်းကောင်းဒီမှာကျွန်တော်ကျွန်တော်ပြီးခဲ့တဲ့ဘက်ကပြောခဲ့တယ်လို့ပဲဒီကိုလေးစီကလားစီကအကြောင်းမရှိတော့တော်တော်ကောင်းတယ်ကျွန်တော်တို့ဒီအနိကနှစ်နှစ်စီးတွေပို့တာတွေရောနော်အနိကပို့တာတွေပြီးခဲ့တဲ့ဘက်ကကိုလေးစီကတော်လေးကောင်းတယ်ဒါပေမဲ့ ဒီနှလုံးမောင်ကြီးကိုလို့မဖြစ်ခင်ပါနော်သူဖြစ်ခင်ပါသူကဒီနှလုံးမောင်ကြီးဒီငားလို့လာခဲ့တယ်ဒီနှလုံးမောင်ကြီးဒီငားလို့လာခဲ့တယ်နော်ဒီနှလုံးမောင်ကြီးဒီရှစ်လို့မဖြစ်ခင်ပါဒီနှလုံးမောင်ကြီးဒီကျော်လို့6လို့လာခဲ့တယ်ဒီနှလုံးမောင်ကြီးဒီခွန်လို့မဖြစ်ခင်ပါဒီနှလုံးမောင်ကြီးဒီ1နဲ့6နဲ့ပေါ့လို့ခွန်လို့လာခဲ့တာနှလုံးမောင်ကြီးဒီငားနှလုံးမောင်ကြီးဒီ6နှလုံးမောင်ကြီးဒီခွန်ဒီနှလုံးမောင်ကြီးဒီ6လို့မလာခင်ကမဒီနှလုံးမောင်ကြီးဒီရှစ်လို့လာခဲ့တာနော်အဲ့ကြတော့နှလုံးမောင်ကြီးဒီငားနှလုံးမောင်ကြီးဒီ6 နှလုံးပေါင်းကြီးဒီခွန်နှလုံးပေါင်းကြီးဒီရှစ်ဒီမှာကကျွန်တော်နှလုံးပေါင်းကြီးဒီကိုးဆိုပြီးတော့ဒီ9နောက်ပြီကမလာခဲ့ဘူး9နောက်ပြီမလာဘဲနဲ့နှလုံးပေါင်းကြီးဒီ10လုဖြစ်သွားတာအဲ့10လုဖြစ်ခဲ့လို့ရှိရင်နှလုံးပေါင်းကြီးဒီကိုးနှလုံးပေါင်းကြီးဒီရှစ်နှလုံးပေါင်းကြီးဒီခွန်နှလုံးပေါင်းကြီးဒီ6နှလုံးပေါင်းကြီးဒီ9ဆိုပြီးတော့ကိုးဒီစီမလာခဲ့လို့ရှိရင်သူ့ကိုဘယ်လိုအစားထိုးမလဲကိုယ်ရည်စီကိုနေရာမပေးချင်ဘူးစီဘယ်လိုပေးမလဲအဲ့ကျတော့တို့ဒီနှလုံးပေါင်းကြီးဒီ9ကိုဒီနှလုံးပေါင်းကြီးဒီ9နဲ့၄ဖြစ်သွားတယ် ဒီနှလုံးပေါင်းကြီးဒီ6ကိုဒီနှလုံးပေါင်းကြီးဒီ7နဲ့4ဖြစ်သွားတယ်ဒီနှလုံးပေါင်းကြီးဒီ7နဲ့6နဲ့ခွန်ကို7နဲ့9နဲ့ခွန်ခွန်ကို9နဲ့ပေါင်းလို့ရှိရင်4ဖြစ်သွားတယ်ဒီနှလုံးပေါင်းကြီးဒီ7ကိုဒီနှလုံးပေါင်းကြီးဒီ6နဲ့4ဖြစ်သွားတယ်ဒီနှလုံးပေါင်းကြီးဒီ10ကိုဒီနှလုံးပေါင်းကြီးဒီ4နဲ့4ဖြစ်သွားတယ်ကျွန်တော်ပြီးတဲ့ဘက်ကတော်တော်ခံရရတယ်ဒီ7ထိပ်မှာဇဝေဇဝါလေးဖြစ်သွားတာပေါ့နော်ဇဝေဇဝါလေးဖြစ်သွားတယ်ဆိုတော့ကဒီဘက်က အဖို့မှာ1 2 3 4 5เนาะ1 2 3 4 5မှာတော့ငန်း6 8ကစခဲ့တယ်ပေါ့เนาะဒီ3နဲ့5နဲ့ပေါ့လို့ရှိရင်8 8ကို8နဲ့ပေါ့လို့ရှိရင်6 8နဲ့5နဲ့ပေါ့လို့ရှိရင်3 3ကို3နဲ့ပေါ့လို့ရှိရင်6เนาะ3ကို3နဲ့6တုံညာနဲ့6နဲ့တုံညာနဲ့ပေါ့လို့ရှိရင်9 9ကို9နဲ့ပေါ့လို့ရှိရင်6เนาะ1ကို4နဲ့ပေါ့လို့ရှိရင်9 9ကို1နဲ့ပေါ့လို့ရှိရင်6နှစ်ကိုကျွန်တော်တို့ sorry ဟုတ်တယ်နှစ်ကို6နဲ့ပေါ်လို့ရှိရင်8ကို8နဲ့ပေါ်လို့ရှိရင်6ဆိုပြီးပေါ့နော်အဲ့ဒီမှာကျွန်တော်တို့8ခုနောက်ခုပြင်ငါနော် ဒီ shift lock key ကိုအတူကြိုင်တယ်နော်258လို့လည်းကျွန်တော်တို့ထိုးတယ်528လို့လည်းရန်တယ်နော်အဲ့ပါအဲ့ပါကျွန်တော်တို့ဒီ shift lock key ကိုကြိုင်ပြီးဒီဘက်ကလာတဲ့ shift lock key ကိုသုံးယူခဲ့ရဘူးပေါ့သုံးမပြုခဲ့ရဘူးပေါ့ဒါဖြစ်လို့လည်းဆိုတော့ဒီနှစ်ကုန်ကနေလို့နှစ်စာလို့မှာဒီလို site တွေကတာကြီးအလုပ်လုပ်တယ်နော်တာကြီးလုပ်လုပ်တယ်သူဒီ site မှာလည်းငင်းကျင်တာပေါ့နော်ဒီ site မှာကျွန်တော်တို့ဟုတ်ပြီဒီပြီးတဲ့ဘက်ကကျွန်တော်တို့ shift key ကိုတော့ဟိုအောင်းသွားတယ် ဒါအောင်နေလို့ပြောလို့ရတာပေါ့လေဒီနှလုံးမောင်းကြီးဒီနှစ်နှစ်ကိုနှစ်နဲ့ပေါ့လို့ရှင်လေနှလုံးမောင်းကြီးဒီကိုခုံကိုခုံနဲ့ပေါ့လို့ရှင်လေနှလုံးမောင်းကြီးဒီကိုကိုယ်ကိုအားနဲ့ပေါ့လို့ရှင်လေနှလုံးမောင်းကြီးဒီနှစ်နှစ်ကိုနှစ်နဲ့ပေါ့လို့ရှင်လေနှလုံးမောင်းကြီးဒီစေတစေကိုလေးနဲ့ပေါ့လို့ရှင်လေနော်အေးအဲ့ဒီမှာလူထမှာကျွန်တော်ဘရိတ်6ဆိုတာရှိတယ်အဲ့ဘရိတ်6ဒီကျွန်တော်တို့ဒီမှာသူ့အောင်မှာကျွန်တော်6ခါထိုင်တယ်သူ့ခြေစည်းလေးရိုက်ပြရတယ်ဒါပေမဲ့ဒီလို ဖောင်းဆင်းလာတာမျိုးတဲ့တူတဲ့ပေါ့နော်20တချိန်20ချိန်ကြီးပြီးရပြီပေါ့ဒီ20တချိန်20ချိန်ကြီးဒီတဲပြေးတာတွေကဒီနေ့ထဲမှာဂျားဂျားကာလာမှာဂျားကာလာမှာတော်တော်များများဘလို့ဟုတ်ပေါ့မတော်တည်နိစ္စနာမှာတော်တော်လုပ်တယ်နိစ္စနာမှာအဲ့ဒီ site တွေပဲတွားမလားဆိုကျွန်တော်အားကိုးခဲ့ပြီးရပေါ့နော်ရှားမွေးနောက်ကြည့်ရပေါ့နော်အဲ့လိုပုံစံနဲ့ဒီလေးခွန်ကမှာတုံးလုံးပေါင်းကြီးဒီ6ချောင်းကိုကျွန်တော်6ခါထိုင်တာလားသူ့အောင်မှာ၃၃နဲ့မှာကျွန်တော်ဗရစ်ရှိချောင်းကို6ခါလေးထိုင်ထည့်တာလား လေးခုံရှိမှကြောင့်ဗရိကိုးကြောင့်ကိုကိုခါလေးချက်တာလား၆တုံချမ်း၆မှာဗရိနှစ်ကြောင့်ကိုနှစ်ခါလေးချက်တာလား၆လေး၆မှာ၆ဘေးကြောင့်ကို၆ခါလေးချက်တာလားဟာသူကလည်း၃၅၆မှာနော်၃၅၆မှာကြောင့်ဒီဗရိလေးကြောင့်ကိုလေးခါလေးချက်တာလားဟာလေးခါလေးချက်တာလားသူလည်းကျွန်တော်တို့ဒီနေ့ဆက်မှာတော့စိတ်သက်သက်ပေါ့ဟာစိတ်သက်သက်စိတ်သက်သက် ါကျွန်တော်တို့ကဆိုလိုချင်တဲ့အဓိပ္ပာယ်ကဒီဘက်ကသူပံ့ပိုးရအပံ့ပိုးမှုတွေဟာဒီဘက်ကပံ့ပိုးမှုတွေဟာကျွန်တော်တို့ဒီနှစ်စည်းပေါ့နော်နှစ်စည်းရဲ့လက္ခဏာဒါပေမဲ့တနည်းပဲလို့ဒီနှစ်စည်းပဲလို့တလားဆိုတော့အဲ့လိုလည်းမဟုတ်ပြန်ဘူးပေါ့အဲ့လိုလည်းမဟုတ်ပြန်သူကအစုံတော့အစုံပေါ့နော်ဂရဏတလည်းနှစ်စည်းတလည်းဗက်စည်းတလည်းပေါ့နော်ဘယ်လိုပြောမလဲဆိုကျွန်တော်တို့ကြားထဲမှာတောင်းပန်မှုစာအုပ်ကြီးလိုက်ကပါသေးတယ်တောင်းပန်မှုတလည်းဂရဏတလည်းလက်ဆိုင်တလည်းပေါ့ဘယ်လိုပြောမလဲဆိုနော် ့ရလာမှာတကဟိုအိမ်မက်တယ်လို့ပါလို့ပါတယ်เนาะအဲ तू ကတော့ကျွန်တော်ကဟိုလိုပြောမယ်ဆိုရင်ဟိုမဆုတ်ရသေးဘူးမဆုတ်ရသေးဆိုတော့ကနည်းနည်းရှုပ်နေတယ်ပေါ့ဒီချက်မှာရှုပ်နေတယ် तू ကရှုပ်နေတယ်ဆိုတော့ကျွန်တော်တို့ဟိုလာတဲ့အနေထားဟုတ်ပါအခုမှဒီဆက်တည်းပြန်လိုက်တယ်ပေါ့ဗျာเนาะပြန်လိုက်တာဖြစ်တယ်တော့ဒီနေ့မှာကကျွန်တော်လေးကက်ဒီမှာတော့အများကြီးအဲရှုပ်လို့ရတယ်အဲ့ပုံစံလည်းပါတယ်အများကြီးသူ့ကိုရှုမယ်ဆိုလဲ ရှူလို့ရှာတယ်အများကြီးရှူမယ်ဆိုလဲယူလို့ရတယ်ကျွန်တော်တို့လေးကပါဆိုရင်သုံးလုံးပေါင်းကြီးဒီလေးလေးဒီလေးပရိကျွန်တော်တို့ကိုးနောက်ပေသုံးလုံးပေါင်းကြီးဒီရှစ်ရှစ်ဒီကျွန်တော်တို့ရှစ်ပရိသုံးချောင်းနောက်ပေသုံးလုံးပေါင်းကြီးဒီငါးငါးဒီကျွန်တော်တို့ငါးနောက်ပေတင်နောက်ပေငါးပရိတင်နောက်ပေသုံးလုံးပေါင်းကြီးဒီငါးငါးဒီငါးပရိနှစ်နောက်ပေဒါဒီလိုလေးကနဲ့တွားပြီးလို့ညှိတဲ့အခါကျွန်တော်တိတ်ပြီးတော့အစင်ကမပြေစီမှုဖြစ်နေတယ်ဟမ်အဲ့တော့ခုနကတော့စာကြီးတစ်ခုပဲရောဆိုတော့နော်အဲ့ဒီသူ့ကိုကျွန်တော်တို့ကအဲဒီ sorry သူ့ကိုကျွန်တော်တို့က ဒီတုတ်တိစီနဲ့ပရိလေးနဲ့လည်းရတယ်နောက်တွဲကိုမကန်ဘူးသူဒါပေမဲ့နောက်တွဲရပို့ပြီးတော့နည်းနည်းတယ်ပေါ့နော်နောက်တွဲညီကိုနဲ့နော်ပရိလေးလေးနဲ့ဆက်ွက်ခြာယူပေါ့လေနော်ခြာယူခြာယူပေါ့ပေါ့နော်အဲ့လိုပုံစံနဲ့သူကဘာလဲဖြစ်ဖြစ်ပါဟိုကျတို့သဘောတည်းနမူနာတုံညာတိနော်တုံညာကိုတစ်တုံညာ1 1ဒါ3 2 3 4 6 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30နော် အဲ့မှာကျွန်တော်တို့ကဗရီလေးဆိုရင်ကျွန်တော်တို့ရှေ့ကနေမထည့်မယ်ပေါ့နော်။ဒါ93 9 3 9 9ဒါပဲကျွန်တော်တို့နော်9 9 8ဒါပြန်ရကနေ9 9ပေါ့နော်။အားတူညာကို3 0 1 1 1 2 1 9 3 2 7 4 3 5 5 4 3 6 5 3 6 5ဆိုတာလက်ခါကြတာပဲပေါ့နော်။176 9 8 9 9 8ရှေ့ကမထည့်နေပေါ့နော်။ ဲ့လိုပုံစံနဲ့အာဒီဆိုင်ကြီးကတော့ဟိုဒီဆိုင်ကြီးနဲ့တက်ဆက်ခွဲလုံးတက်လိုက်လဲဆက်ခွဲလုံးမတက်နိုင်ဘူးလေခေါင်းကအသုံးတုံညာအသုံးတစ်စိကနေတစ်ခွက်တော့သုံးစိကန်ဆန့်တာပေါ့နော်ဒီအနိကအနိကကျွန်တော်တို့ဒီ site တွေလည်းလာလို့ရှိရင်ပျောက်ထွက်တော့ဆုံးနော်ပျောက်ထွက်တော့ပျောက်ထွက်တော့ဆုံး